အားလုံးပဲမိင်္ဂလာပါဒေါက်တာကောင်းချန်နမပြန်လည်ကြိုဆိုပါရစေဒီနေ့ကျွန်တော်တို့ချန်နမမိဘပြည်သူတွေကြားထဲမှာအဖြစ်အများဆုံးကျန်းမာရေးအခြေအနေတစ်ခုဖြစ်တဲ့သွေးတို့ယောဂာနဲ့ပတ်သက်ပြီးလူသုံးအများဆုံးသွေးတို့ကြဆီတစ်ခုဖြစ်တဲ့လောစာတန်အကြောင်းကိုတင်ဆက်သွားမှာဖြစ်ပါတယ်လောစာတန်ဆိုတာဘာလဲ လောစာသံသည်တွေးတို့ယောဂအတွက်အဓိကအသုံးပြုသော တွေးတို့ကြစည်တစ်ခုဖြစ်ပါတယ်လောစာသံတွေးတို့ကြစည်ကို တွေးတို့ယောဂနှင့်စီးချိုယောဂရှိသောလူနာများတွင်ကြောက်ကမပြည့်စည်အောင်ကာကွယ်ရန် အသုံးပြုရန်ပုံမိုးတင့်လျော်ပါသည် လိုစာတန်သုံးနိုင်သည့်အခြားယောဂအခြေအနေများလိုစာတန်ကိုသွေးတိုးယောဂအပြင်နှလုံးကြွက်သားအားနည်းယောဂကုသရာတွေလည်းအသုံးပြုနိုင်ပါသည်ဒါအပြင်လိုစာတန်ကိုသွေးတိုးယောဂကြောင့်နောက်ဆက်တွဲလေဖြတ်ခြင်းကိုကာကွယ်ရန် ကုသရာတွေလည်းအသုံးပြုနိုင်ပါသည် လောစာတန်ကိုဘယ်လိုတောက်ရမလဲပထမဆုံးအနေနဲ့လောစာတန်သွေးတို့ကြစီတောက်ရန်ဆရာဝန်ညွန်ကြားချက်လိုအပ်ပါတယ်ဆေးဆိုင်များဆေးကန်းများနှင့်ဆေးရုံများတွင်လောစာတန်50မီလီဂရမ်နှင့်100မီလီဂရမ်ဆေးကပ်များရရှိနိုင်ပါတယ် လိုစာတန်သွေးကြဆေးကိုဆရာဝန်ညွှန်ကြားချက်အတိုင်းတစ်နေ့မှတစ်ချိန်အချိန်မှန်မှန်တောက်သုံးရန်လိုအပ်ပါတယ်လောစာတန်သွေးကြဆေးကိုအစာနှင့်အတူသို့မဟုတ်အစာမပါဘဲတောက်သုံးနိုင်ပါတယ်။ဆေးတောက်ဖို့မေ့သွားခဲ့ရင်ဘယ်လိုလုပ်ရမလဲ ဈေးတောက်ဖို့မေးသွားခဲ့ရင်တတိယလင်ရခြင်းအမြန်ဆုံးတောက်ပါအကယ်၍နောက်နေ့ရောက်တဲ့အထိမေ့နေခဲ့ရင်အရင်နေ့ဈေးကိုကျော်၍ယနေ့တောက်ရန်ဈေးကိုသာဆက်တောက်ပါအထူးတတိပြုရမည့်အချက်မှာတနေ့လင်လိုစားတန်းဈေးနှလုံးမတောက်ရပါကိုဝင်ဆောင်နှင့်နှုတ်တိုက်မိခင်များမှာလိုစာတန်တောက်လို့ရပါလား ကိုဝင်ဆောင်တဲ့နှုတ်တိုက်မိခင်များမှာလူစားတန်သွေးတိုးကြစေဟာခလေးအတွက်ဘေးအန္တရာယ်စိတ်မချရသဖြင့်မတောက်သုံးသင့်ပါသူတတိထားရမည်အချက်လောစာတန်သွေးတိုးကြစေမတောက်သုံးခင်တင့်မှာအသေးယောဂါကြောက်ကပ်ယောဂါ နှလုံးကြွက်သားအားနည်းယောဂါနှလုံးအဆိုးရှင်ယောဂါနှလုံးသွေးကြောခြင်းယောဂါလေဖြတ်ယောဂါစသည်ယောဂအခမ်းများရှိခဲ့ပါကလောစာတန်သွေးတို့ကြစီတောက်သုံးရန်တင်ဤဆရာဝန်နှင့်အရင်တိုင်ပင်ပါသူဆိုရင်မိဘပြည်သူတွေကြားမှာအဖြစ်များဆုံးကျန်းမာရေးအခြေအနေတစ်ခုဖြစ်တဲ့သွေးတို့ယောဂါအတွက်လူသုံးအများဆုံး ွေးတို့ကြစီတစ်ခုဖြစ်တဲ့လိုစာတန်သွေးတို့ကြစီအကြောင်းကိုကောင်းစွာသိရှိသွားပြီထင်ပါတယ်လိုစာတန်သွေးတို့ကြစီအကြောင်းနှင့်ပတ်သက်ပြီးထပ်မံသိလိုသည့်များကို comment မှာလာရောက်မေးမြန်းနိုင်ပါတယ်ကျွန်တော်တို့ channel ကလူနာများသုံးဆွဲသည့်ဆေးများအကြောင်းကိုစုံလင်စွာတင်ဆက်ပေးသွားမှာဖြစ်လို့ ီ channel လေးကို like and subscribe လေးလုပ်ထားပေးပါအောင်ပျော်ရွှင်အေးချမ်းတဲ့နေ့လေးကိုပိုင်ဆိုင်ကြပါစေအမြဲချမ်းမှာဖို့ဒေါက်တာကောင်းကိုကြည်ကြစို့